တက်လုံကြပြီးနေ့စနစ်မပိုင်လို့ရုံးပြန်တဲ့စူပါရီချန်အားလုံးမင်္ဂလာပါ 3K Sport 2.0ကနေကြိုဆိုပါရစေမြန်မာဖိုင်တာစူပါရီချန်က MU9 ရာဘူးတဲ့ဂျပန်ဖိုင်တာမူကာစီတိုကိုရှုံးခဲ့ပါတယ်စူပါချန်ကအခုပွဲမတိုင်ခင်မှာထိုင်းဖိုင်တာဆန်ကာတစ်ကိုရှုံးထားလို့နှစ်ပွဲဆက်ရှုံးနေရင်ဆိုင်လိုက်ရပါတယ်မြန်မာဖိုင်တာတွေပွဲရှုံးတိုင်းစိတ်မကောင်းဖြစ်ရခင်မကောင်းစနစ်မကောင်းတဲ့နိုင်ငံမှာကိုဝါသနာပါရလုတ်တွေလုံရင်းနဲ့နင်မိုးနေရတာပင်ပန်းလာပါတယ် အရေးချင်းရှိပေမဲ့ရှင်သန်နဲ့နေပယ်ချင်းမတူညီတဲ့အခါအောင်မြင်မှုလည်းမတူတော့ဘူးမူကာစီတိုကအဲမွေကိုရှုံးတဲ့မကျေနပ်စိတ်နဲ့စူပါရဂျန်နဲ့ပွဲမှာပေါက်ကွဲပြလိုက်တယ်မြန်မာဖိုင်တာ2ကိုထပ်မရှုံးချင်တော့တဲ့စိတ်ဟာမူကာစီတိုရဲ့စိတ်ထဲမှာပြင်းပြင်းထန်ထန်လူးလွန်နေပါတယ်အဲမွေရှုံးတော့ကနိုင်လိုစိတ်နဲ့အတင်းဖိကစားရင်းရှုံးခဲ့တာကိုမူကာစီတိုတင်ကန်းစာယူခဲ့ပါတယ်အခုစူပါရဂျန်နဲ့ပွဲမှာမူကာစီတိုကအလဲထိုးနိုင်ဖို့ထက်အမှတ်နဲ့နိုင်အောင်ပို့ပြီးတော့ဦးစားပေးကစားသွားခဲ့တာပါမြန်မာကစားသမားရဲ့နီးစနစ်အားနည်းချက်ကိုမူကာစီတိုကအကောင်းဆုံးအသုံးချခဲ့ပါတယ် ။ဘူကာစီရောစူပါရီချမ်းရဲ့ပွဲမတိုင်ခင်ကြွေးကြော်ထားတဲ့အတိုင်းအလဲထိုးဖို့ယူရခဲ့ပါလေ။ဒါမဲ့စူပါရီချမ်းရဲ့မာဂုံကြောင့်အလဲထိုးမရမှန်းသိလိုက်တဲ့အခါဂိမ်းပလန်ကိုပြောင်းပြစ်လိုက်တယ်။ဘူကာစီရောစူပါရီချမ်းရဲ့အားနည်းချက်ကိုပထမအချီမှာရှာနေခဲ့ပါလေ။ပထမအချီမှာစူပါရီချမ်းကိုဘူကာစီတိုစထရိုက်လုပ်နေပေမဲ့စူပါရီချမ်းရဲ့ကောင်တာကြောင့်စိတ်ထင်တိုင်းကျဲလို့မရခဲ့ဘူး။စူပါရီချမ်းရဲ့လက်သီးချက်တွေကဘူကာစီတိုကိုအခက်တွေ့စေခဲ့တာပါ။ဒူရာချီမာစူပါရီချမ်းကဂိမ်းပလန်မပြောင်းခဲ့ဘူး။တန်စင်နဲ့ထာခဲရူပွဲတော့ကလိုပဲတန်စင်ကအစောပိုင်းအသာစီးရထားလို့ ဖြူဟာမပြောင်းခဲ့ဘူးဒါကေရုကတန်းစဲအားနေချက်ကိုရှာပြီးတော့နိုင်ပွဲဖော်မြူလာရှာခဲ့တယ်လို့မျိုးပဲဘူဂါစီတွာလဲစူပါရီချန်ရဲ့အားနေချက်ကိုရှာဖွေခဲ့တယ်အတင်းလိုက်ထိုးပြီးတော့ဖိအားမပေးတော့ဘူးအကွာဝေးထိန်းကစားတာညံ့နေမြန်မာဖိုင်တာတွေရဲ့အားနေချက်ကိုတီထားလို့ကလင်းဆွေနဲ့ဖိအားပေးခဲ့တယ်ဒူးတိုက်ချက်တွေထုတ်သုံးတယ်ဘွဲတိုင်းဒီပါလောအောင်ကောင်းကောင်းနဲ့ကစားလေးရှိတဲ့စူပါရီချန်ကအခုပွဲမှာမာကုံယော့နေတယ်စူပါရီချန်ရဲ့ပါနမှုကြောင့်သာအလဲထိုးမခံခဲ့ရတဲ့ပွဲပါဘူဂါစီတွာထိတ်တန်းစင်ဖိုက်တာပါ ဂျပန်ကစ်ဘောက်ဆင်အဆိုဆီယေးရှင်းရဲ့ lightweight champion ကဘတ်ကိုသိမ်းပိုက်ထားမှုတွေအိုင်နော1 championship ကိုရောက်လာခဲ့အပွင့်ပွဲမှာမလေးရှား fighter ဂျာလီဘန်နဲ့ရင်ဆိုင်ခဲ့ရတယ်အဲ့ဒီမလေး fighter ကထိုးမင်းနိုင်တဲ့နှစ်ကြိမ်တွေ့ပြီးတော့နှစ်ကြိမ်စလုံးအနိုင်ပြထားခဲ့ဘူးသူပါမူကာစီတို့ကအဲ့ fighter ကိုမှောက်သိမ့်ပြပြီးတော့ဇူဂျေးကိုသိမ်းပိုက်ခဲ့ပါတယ်ဝမ်းမှာထိုးနေနေပဲဂျပန်မှာ international super lightweight champion ဆုထပ်ပြီးတော့ဆုတ်ခူးခဲ့ပါတယ်အိုင်နော1မှာဒုတိယကြိမ်ပွဲထိုးပြီးဇူဂျေးထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ် မူကာဆူရဲ့ပွဲတွေကိုပြန်ကြည့်ခက်ချမ်းချမ်းပွဲတွေများပါလေလက်သီးအားပြုကစားပြီးတော့ပြိုင်ဘက်ကိုဒရက်ဆက်ဖိအားပေးတဲ့တေကိုအထီမှမကြောက်ပဲပြိုင်ဘက်ကိုအလဲထိုးနိုင်အောင်ရည်ရွယ်ထိုးပါလေသူကစူပါရဲချမ်းတဲ့ပွဲမတိုင်ခင်1 Friday 5မှာ၃ပွဲထိုးပြီးပါပြီအဲ့ဒီ၃ပွဲစလုံးမှာမူကာဆူရဲ့စွမ်းရည်ကအမိုက်စားဖြစ်ခဲ့တာပါပြီးခဲ့တဲ့94ခုနှစ်မေလ3ရက်မှာကျင်းပတဲ့1 Friday 561မှာမူကာဆူကပြိုင်ဘက်ဂျီလီဗန်ကိုအလဲထိုးနိုင်ရလို့ဒုတိယပွဲဖြစ်တဲ့1 Friday 579မှာလည်းပြိုင်ဘက်အေဗာဒါဆေးဘာကိုအလဲထိုးနိုင်ရခဲ့တယ် အိုင်နှပွဲစလုံးမှာမူကာစီတို့ကဒုတိယချီတွင်အလဲထိုးပွဲသိမ်းခဲ့တာပါအဲမွေနဲ့ပွဲတော့ကလည်းမူကာစီတို့ကဒုတိယချီမှာပွဲသိမ်းမှုရည်ရွယ်ထားပေမဲ့အဲမွေရဲ့မထင်မှတ်ထားတဲ့လက်သီးစာမိပြီးတော့ဆုံးခဲ့ရတာဖြစ်ပါတယ်မူကာစီတို့ကအမြင့်ကန်ချက်ကောင်းတယ်လက်သီးတစ်တောင်တိုက်ကွက်ဆုံးသူပါသူသားတွေထင်ဘလူးဆိုင်တီးတဲ့သူပါဇူဝါချန်းကပွဲထားနှက်ပြီးတော့ပြိုင်ဘက်အခြေအနေကြည့်ကစားတာကောင်းပေမဲ့အခုပွဲမှာတော့မျောလင်းတယ်လို့ဖြစ်မလာခဲ့ပါဘူးဖိုင်တာနယ်အောင်စလုံးကနောက်ဆုံးပွဲဒီမှာဆုံးထားလို့နိုင်ပွဲစာလောင်ခဲ့ကြတယ်မူကာစီတို့ကသူလိုချင်တဲ့နိုင်ပွဲပြန်ရပေမဲ့စူပါချန်းကစံနာမပြည့်ခဲ့ပါဘူး